Linux က Windows လို C အပိုင်းတို့ D အပိုင်းတို့ရှိလားဆိုပြီးတော့မေးကြတာရှိတကယ်တော့ Windows မှာဆိုလို့ရှိရင်လည်း C ပဲရှိတာ D ကဘာဖြစ်လို့ထားရလဲပေါ့နော်ဒီထားရတဲ့အကြောင်းအရာရှိရဲ့ဗျအဲ့တော့ကျွန်တော်တို့က Windows System File တစ်ခုခုဖြတ်မိလိုက်တာပဲဖြစ်စေဘူးမတက်လာနိုင်တာပဲဖြစ်စေ data ကို backup မလုပ်ချင်တဲ့အတွက် D အပိုင်း data အပိုင်းဆိုပြီးတက်တက်ခွဲကြဒါဆိုလို့ရှိရင် OS အသစ်ကို installation လုပ်တဲ့အခါ data အပြောင်းအရွှေ့လုပ်เสียမလို့တော့ဘူးပေါ့ဗျာเนาะအဲ့တော့ Windows မှာလည်း C အပိုင်းပဲရှိတာဒီကကိုကိုတိုင်စိတ်ကြိုက်ပိုင်းထားတာအဲ့တော့ Linux မှာလည်းဒီတိုင်းပဲ C အပိုင်းလိုမျိုး root ဆိုတာရှိတယ် ROOT root ပေါ့ဒါကိုကျွန်တော်က main directory root လို့ခေါ်တယ်သူ့ရဲ့သင်္ကေတကတော့ root ဆိုတဲ့ name နဲ့မဟုတ်ဘူး forward select ကလေးနဲ့ဖြစ်ပါတယ်အဲ့တော့ Linux မှာလည်း Windows လိုပဲ Windows ရဲ့ C အပိုင်းလိုပဲသူလည်း root ဆိုတဲ့ directory ရှိတယ် Windows မှာတော့ C ဆိုတော့ main folder ကြီးပေါ့ဗျာ။ Okay အားလုံးကျေးဇူးတင်ပါတယ်။